ုတ်ကဲ့မင်္ဂလာပါဗျဒူးဒီ KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနေ့ကတော့လေ6:00ဆိုတော့လေပေါ့နော်ကျွန်တော်တို့ကံလမ်းလေတော်တော်မကောင်းဘူးပြောရမယ်ဗျမနေ့က6:00ဆိုရင်တော့ကျွန်တော်တို့ပောက်ကန်းမ်းပါအောင်မယ်ပေါ့နော်ကျွန်တော်မနေ့6ထိပ်ဆိုတော့လေအော်ကျွန်တော်ရဲ့168သုံးအခွေလေးရဲ့မြန်ထွက်မလာပါဘောနော် ဒါမှမဟုတ်လေကျွန်တော်နေတဲ့အခွေက619လေးအခွေပေါ့နော်ဒီအခွေအမြန်ထွက်မလာဆိုပြီးတော့ကျွန်တော်လည်းရင်တော့ခုံတော့ပေါ့မနေရ။မနေရ6လေးရနေမှာပြောင်းသွားတယ်ဗျာနော်6ငါဆိုပြီးတော့ဒါပေမဲ့လည်းကျွန်တော်ငါပတ်တည်လိုက်တဲ့သူဆိုတော့ပေါက်ကြမှာပေါ့နော်မနေရမနေ့ပိုင်းမှာကျွန်တော်ရှင်းပြခဲ့တယ်တနင်္လာဖွင့်နေ့မနေ့မှာ68ဆိုပြီးထွက်တယ်အင်္ဂါနေ့မနေ့မှာ24ဆိုပြီးတော့ထွက်တယ်ပေါ့နော်ကျွန်တော်68က8နောက်ပိတ်ရဲ့24ရဲ့2ထည့်ရဲ့ဇောင်းပေါင်းခြင်း8နှစ်ပေါင်းခြင်းဒီတုံညာဖြစ်လို့ ုံညာရဲ့ပါဝါဒီ9ပေါ့เนาะဒီ9ဒီကျွန်တော်ဒီဘက်မှာလုံးမိုင်းဆိုပြီးတော့ကျွန်တော်ရှင်းပြထားတယ်ဗျ။ တော့ဒီနေ့မှာတော့ဗောနော brain နဲ့ကွက်တီးကြတာလေးကိုတော့ကျွန်တော်ဥစားပေးပြီးတော့ပေးမယ်ဗျာခဏတော့ဦးမြအောင်နဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျကိုမတို့ကြိုက်နေတဲ့ရောက်တော့တုံးပေါ့နော်ဒီမှာကျွန်တော်လုံးပိုင်းဆိုင်လုံးပိုင်းဆိုင်လေးကိုတော့ကျွန်တော်ပြပေးအောင်မယ်ဗျအကိုမတို့ကြိုက်ရင်တော့တုံးပေါ့နော်ကျွန်တော်တော့ဒီလုံးပိုင်းဆိုင်ကိုတော့ကျွန်တော်မကန်ဘူးပေါ့နော် ကြော်ဒီမှာဆိုရင်8ရဲ့6ရဲ့ဒီရက်1ကပေါ့နော်8 6 1ပေါင်းချင်းဒီ5ဖြစ်လို့5ရဲ့2ခက်ဒီ3ဒီ3ဒီလုံးမယ်ပေါ့နော်3ပိုင်းမှာကျွန်တော်တို့3ည3ဆိုပြီးတော့ထွက်တယ်နောက်တစ်ပိုင်းဒီလဲ1ရဲ့3ညရဲ့ဒီရက်9ရဲ့3လုံးပေါင်းချင်းဒီ3ည1 3ည9ပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့2ခက်ဒီခွန်းခွန်းဒီလုံးမယ်ပေါ့နော်ခွန်းပိုင်းမှာကျွန်တော်တို့ခွန်းလေးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပိုင်းဒီလဲ1 6 9ရဲ့နှစ်ကပေါင်းချင်းဒီ1တင်းနဲ့ဒီက3နဲ့ပေါင်းတော့4 9နှစ်3ပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့နှစ်ခက်ဒီ1ဒီမှာဒီ1ပိုင်းပေါ့နော်1ပိုင်းမှာကျွန်တော်တို့3ည2ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပိုင်းဒီလဲ3ရဲ့9ရဲ့ဒီက1ကဲ3လုံးပေါင်းချင်းဒီ4 3 9နှစ်ပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့နှစ်ခက်ဒီ1ဒီ1ဒီကဒီမှာလုံးမယ်ပေါ့နော်တော့ဒီ1ပိုင်းမှာလဲ1 2ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုကျွန်တော်ဒီလုံးမိုက်ဆိုက်ကထက်ပေးနေရင်2ရက်8ရက်ဒီက6ကပေါ့နော်2 8 6ပေါင်းချင်းဒီ6ဖြစ်လို့6ရက်နှက်ခက်ဒီ9ဒီမှာဒီ9ပိုင်းလဲတွေ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီ site ကိုတော့ကျွန်တော်မကန်ဘူးပေါ့နော်ကိုမတို့ကြိုက်ရင်တုံးလို့ရအောင်လို့ဒါကျွန်တော်ကတွက်ပြပေးခြင်းဖြစ်တယ်ပေါ့နော် ော့ဒီမှာဆိုရင်3 8ရဲ့ဒီရက်နှစ်ကဲ3လုံးပေါင်းခြင်းဒီ3 3ရဲ့ပါဝါဒီ8 3 8ဒီတော့ဒီမှာအချိန်မြတ်တော့ဒီ3 8အချိန်မှာ3ည3ထွက်တော့3ထီတယ်ဗျဒါဆိုရင်နောက်တစ်ပင်ဒီလဲ8ရဲ့1ရဲ့ပေါင်းခြင်းဒီ9 9နဲ့ဒီက3ညနဲ့ပေါင်းတော့လဲ9 8 3ညပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီလေး6လေးဒီရောဒီမှာအချင်း တော့ဒီကိုးလေးအချိန်မှာလဲခွန်လေးထွက်တော့လေးထီတယ်ဗျဒါဆိုရင်ကျော်နောက်တစ်ပင်ဒီလဲတရဲ့ကိုးရဲ့ပေါင်းချင်းဒီတုံညာတုံညာနဲ့ဒီကခွန်နဲ့ပေါင်းတော့ခွန်တကိုးခွန်ပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီနဲ့ခွန်နဲ့ဒီကျော်ဒီမှာအချိန်ဗျတော့ဒီခွန်နဲ့အချိန်မှာလဲတုံညာနှစ်ထွက်တော့နှစ်ထီတယ်အဲ့တော့ကျွန်တော်နောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ9ရဲ့3ရဲ့ပေါင်းချင်းဒီနှစ်နှစ်နဲ့ကျွန်တော်ဒီက3ညနဲ့ပေါင်းတော့လဲနှစ်ပဲဗျ။ ကိုတုံးတုံညာပေါင်းခြင်းသည်နှစ်ဖြစ်လို့နှစ်ရဲ့ပါဝါသည်ခွန်းနှစ်ခွန်းသည်လဲကျွန်တော်ဒီမှာအချိန်တော့ဒီနှစ်ခွန်းအချိန်မှာလဲတစ်နှစ်ထွက်တော့နှစ်ထီတယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာ3ရဲ့နှစ်ကပေါင်းခြင်းသည်9 9နဲ့ဒီရက်1နဲ့ပေါင်းတော့6 3နှစ်1ပေါင်းခြင်းသည်6ဖြစ်လို့6ရဲ့ပါဝါသည်1 6တဲ့ဒီတော့ဒီမှာအချိန်ဗျဒါကြီးရမင်္ဂလာပါညီကြီးရမောင်နှင်းနဲ့ဟုတ်ကဲ့ပါဗျာနော် အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဗျအားလုံးပဲဒီဝမ်းကျဉ်းလေးလည်းနားလည်မဲ့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီ3ရက်8ရက်ဒီရက်နှစ်ကဲ3လုံးပေါင်းခြင်းဒီ3ဖြစ်လို့3ပါဝါရှိ3ရှစ်အချိန်မှာ3ည3ထွက်တော့3ထီတယ်နောက်တစ်ပင်ဒီလည်း8ရက်8ကဲပေါင်းခြင်းဒီ9 9နဲ့ဒီရက်3ညနဲ့ပေါင်းတော့လဲ9 9ရက်ပါဝါဒီလေး9လေးအချိန်မှာခွန်လေးထွက်တော့4ထီတယ်ဗျနောက်တစ်ပင်ဒီလည်းကျွန်တော်တို့8ရက်9ရက်ဒီရက်ခွန်ရပေါ့နော် တကုခွန်ပေါင်းခြင်းဒီခွန်ဖြစ်လို့ခွန်ပါဝါဒီနဲ့ခွန်ပါဝါနှစ်မှာလဲကျွန်တော်တို့၃ညနှစ်ဆိုတော့နှစ်ထီတယ်ပေါ့နော်ဒီမာဒီရောနောက်တစ်ပင်ဒီ၉ရဲ့၃ရဲ့၃ညရဲ့၃လုံးပေါင်းခြင်းဒီနှစ်နှစ်ပါဝါဒီခွန်နှစ်ခွန်အချင်းမှာတစ်နှစ်ဆိုတော့နှစ်ထီတယ်ဒါကြောင့်မို့ဒီနေ့အတွက်ဝမ်းခြင်းဒီကျွန်တော်တို့၃ရဲ့နှစ်ကပေါင်းခြင်းဒီ၅၅နဲ့ဒီကတစ်နဲ့ပေါင်းတော့၆၆ပါဝါဒီတစ်၆တစ်ဒီအချင်းပြမေမိုးစဲတဲ့၉ပိုင်းဆိုင်ပြန်ပြပေးပါလားတဲ့၉ပိုင်းဆိုင်ကကျွန်တော်ဒီမှာပေါ့နော် ရှိရဲ့6ရဲ့ဒီအပ်တက်ကဲ၃လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့နှက်ခတ်ဒီ3ကြော်ဒီမှာဒီ3ပိုင်းပေါ့နော်အဲဆိုနောက်တစ်ပြင်ဒီလဲ1ရဲ့39ရဲ့ဒီအပ်9ရဲ့139ပေါင်းချင်းဒီ39ဖြစ်လို့39ရဲ့နှက်ခတ်ဒီခွန်းခွန်းဒီဒီမှာလုံးပိုင်းခွန်းပိုင်းမှာခွန်းလေးဆိုပြီးထွက်တယ်ဗျနောက်တစ်ပြင်ရ9ရဲ့2ရဲ့ဒီအပ်3ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့နှက်ခတ်ဒီ2နှစ်ပိုင်းမှာလဲကျွန်တော်တို့39ဆိုတော့2ထွက်တယ်ပေါ့နော် အဲ့တော့နောက်တစ်ပြန်ဒီ3ရက်9ရက်ပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီရက်နှစ်နဲ့ပေါင်းတော့၄၄ရက်နှစ်ခတ်ဒီနှစ်နှစ်ပိုင်းမှာလည်း၁နှစ်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီနေ့မှာဒီလုံးပိုင်းဆက်ကထပ်ပြီးရင်နှစ်ရက်၈ရက်6ရက်3ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရက်နှစ်ခတ်ဒီ9ပေါ့နော်9ပိုင်းလည်းတွေ့တယ်ဗျ အဲ့ဆိုရင်ကျွန်တော်နောက်ထပ်ဝမ်းကျင်းလေးပေါ့နော်ကိုမတို့ရဲ့ကြိုက်နေတဲ့မှာလဲ၃မြအကြိုက်ကိုတော့၃ပေါ့နော်၄ရဲ့၈ကပေါင်းချင်းဒီ၉၉နဲ့ဒီရဲ့၄နဲ့ပေါင်းတော့၃ဆိုတော့ဒီမှာဒီ၄ရဲ့၈ရဲ့ဒီရဲ့၄ရဲ့၃လုံးပေါင်းချင်းဒီ၃ဖြစ်လို့၃ရဲ့၂ခက်ဒီ၅၃၅ဒီကျတော့ဒီမှာအချိန်ပြတော့ဒီ၃၅အချိန်မှာလဲ၃ည၃ဆိုတော့၃ထီတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဝမ်းကျင်းနေဒီအပြီးပေါက်တော့မပေးဘူးပေါ့နော်ဒါဆိုရင်နောက်တစ်ပင်ဒီလဲ၈ရဲ့၁ရဲ့ပေါင်းချင်းဒီ၉၉နဲ့ဒီရဲ့၃နဲ့ပေါင်းတော့၂ ဒီသုံးလုံးပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှစ်ခက်ဒီလေးနှစ်လေးဒီရောဒီမှာအချိန်ဗျတော့ဒီနှစ်လေးအချိန်မှာလဲခွန်လေးထွက်တော့လေးထီလေဗျဒီမှာဒီလဲဝမ်းချင်းဒီတော့တူညီတော့လုံးမိုင်တော့ပေးနေတယ်ပေါ့နော်ဒါဆိုရင်နောက်တစ်ပင်ဒီလဲ၄ရဲ့၉ရဲ့ပေါင်းချင်းဒီ၃၃နဲ့ဒီရဲ့၄နဲ့ပေါင်းတော့ခွန်၄၉၄၄ပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့နှစ်ခက်ဒီ၃ညာခွန်၃ညာဒီရောဒီမှာအချိန်ဗျ ဒီခွန်တုံညာအချိန်မှာလဲတုံညာနှစ်ဆိုတော့တုံညာထီတယ်ဗျမင်းတို့ရဲ့ပေါ်တို့ပြပါလားတဲ့ဟုတ်ကဲ့ဗျာเนาะတတော်ဆိုမြင်ရလားတော့မသိဘူးဗျာအဲ့တော့ဒီမှာဒီလဲနောက်တစ်ပင်ဒီပေါ့เนาะနောက်တစ်ပင်ဒီ3ရဲ့3ရဲ့ပေါင်းခြင်းဒီ6 6နဲ့ဒီရဲ့2နဲ့ပေါင်းတော့8 3 3နဲ့ပေါင်းခြင်းဒီ8ဖြစ်လို့8ရဲ့နှစ်ခက်ဒီ8တက်ဒီလဲအချင်းပေါ့เนาะ ဒီ၈တက်အချိန်မှာလည်း၁နှစ်ထွက်တော့၁တီလေဗျ။ဒါဆိုရောဒီနေ့မှာ1ချိန်ဒီ၄ရဲ့နှစ်ကပေါင်းချင်းဒီ6 6နဲ့ဒီရဲ့နှစ်နဲ့ပေါင်းတော့၈ဒီ၃လုံးပေါင်းချင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါဒီ၃၈၃ဒီရောဒီမှာအချိန်ဗျ။ ော့ဒီမှာဆိုရင်1ချိန်ဒီ38အချိန်35အချိန်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့3ပိုင်းပဲပြီးသွားတယ်ဗျာ3ည3ထွက်တယ်ဒီမှာလဲ6လေးအချိန်2လေးအချိန်မှာလဲကျွန်တော်တို့4ပိုင်းပြီးပြီးတော့9လေးထွက်တယ်ပေါ့နော်ဒီမှာလဲ9နှစ်အချိန်9 3ညအချိန်မှာတော့ကျွန်တော်တို့3ည2ဆိုပြီးတော့အပြည့်ပေါက်ပြီးတယ်ဒီမှာ2ခွန်အချိန်8 1အချိန်မှာလဲကျွန်တော်တို့1 2ဆိုပြီးတော့အပြည့်ပေါက်ပြီးတယ်ဗျာဒါဆိုကျွန်တော်ဒီမှာဒီ6 1အချိန်8 3အချိန်ပေါ့နော် ိုပေးတဲ့ရှစ်နှစ်ခက်ယူရမယ်တဲ့ရင်ရင်မြင်းနဲ့မှားနေတယ်တဲ့ဘာမှလည်းတော့မသိပြန်တော့အော်ဟုတ်ကဲ့ဒါလေးမှားတယ်ဟုတ်တယ်ပဲနော်ကျွန်တော်တို့ဒီမှာရှစ်တဲ့အချိန်ပဲနော် sorry sorry လေးရဲ့နှစ်ကပေါင်းချင်းဒီ6 6နဲ့နှစ်နဲ့ပေါင်းတော့ရှစ်ပေါ့နော်ရှစ်ရဲ့နှစ်ခက်ဒီတဲ့ဟုတ်ပါလေဗျာဒီတိုင်းဒီမှာကျွန်တော်မှားသွားတယ်ပေါ့နော်အော်ဒီမှာဒီရောဒါဆိုရင်တက်ပိုင်ဒီပိုးအကောင်းဆုံးပုံစံမျိုးတော့တွေ့ရတယ်ပေါ့နော် ဟုတ်ကဲ့ပါဗျအားလုံးမှထောက်ပြပြရလဲကျေးဇူးတင်ပါတယ်ဗျာနော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ဝမ်းကျင်းလေးပေါ့နော်ကျွန်တော်ပြီးကြရင်တော့ပရိတ်တိုင်းလေးပဲပြပြပေးမယ်ပေါ့နော်အကိုမတို့အကြက်ကူတော့၃မြောက် တော့ဒီမှာဒီ6ရဲ့8ရဲ့ဒီရက်1ကဲ3လုံးပေါင်းချင်းဒီ8 8ပါဝါဒီ3 8 3ဒီလဲရောဒီမှာအချင်းပေါ့နော်ရောဒီ8 3အချင်းဆိုလဲ3ည3ဆိုတော့3ထီလေဗျအဲဆိုရင်နောက်တစ်ပင်ဒီလဲ2ရဲ့1ရဲ့ပေါင်းချင်းဒီ3 3နဲ့ဒီရက်6နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့2ရဲ့ပါဝါဒီခွန်း2ခွန်းဒီလဲကျွန်တော်ဒီမှာအချင်းရောဒီ2ခွန်းအချင်းမှာလဲကျွန်တော်တို့ခွန်းလေးထွက်တော့ခွန်းထီလေဗျ ဒါဆိုကြတော့နောက်တစ်ပင်ဒီ၃ရရေ၉ရေဒီရ၃ရေ၃ရ၉၃ပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါဒီခွန်နှစ်ခွန်ဒီလဲကျွန်တော်ဒီမှာအချိန်ဒီနှစ်ခွန်အချိန်မှာလဲကျွန်တော်တို့၃ရနှစ်ဆိုတော့နှစ်ထီတယ်ဗျအားလုံးမဲ့နားလည်းမလို့ထင်ပါတယ်ဗျเนาะ၃ရနောက်ပိတ်ရထားတယ်တဲ့ဟုတ်ကဲ့ပါဗျအဲဒါကျွန်တော်ဒီမှာဒီခွန်ရဲ့၃ရပေါင်းချင်းဒီ၃ရ၃ရနဲ့ဒီရနှစ်နဲ့ပေါင်းတော့လဲနှစ်ဒီ၃လုံးပေါင်းချင်းဒီနှစ်ဖြစ်လို့ နှစ်ရဲ့ပါဝါတီခွင်နှစ်ခွင်တီလဲကျွန်တော်ဒီမှာအချိန်ပေါ့နော်ဒီနှစ်ခွင်အချိန်မှာလဲကျွန်တော်တို့တစ်နှစ်ဆိုတော့နှစ်တီလေဗျာဒါဆိုကျွန်တော်ဒီနေ့မှာဝမ်းချင်းတီတုံညာရဲ့နှစ်ရဲ့ပေါင်းချင်းတီနှစ်နှစ်နဲ့ဒီရဲ့၆နဲ့ပေါင်းတော့၈ဒီသုံးလုံးပေါင်းချင်းတီ၈ဖြစ်လို့၈ရဲ့ပါဝါတီ၃၈၃တီလဲကျွန်တော်ဒီမှာအချိန်ပေါ့နော်ဒီအပေါ်ပင်ဒီမှာဆိုရင်38အချိန်35အချိန်83အချိန်ဆိုတော့ကျွန်တော်တို့ အားကောင်းတာဒီပေါ့နော်ဒီမှာဒီ3ဒီမှာ3ဒီမှာ3မျိုးကျွန်တော်3ပိုင်ပေါ့3ပိုင်ကိုကျွန်တော်3ည3ဆိုပြီးထွက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့6လေးအချိန်2လေးအချိန်2ခွန်အချိန်မှာတော့တူညီတာဒီတော့ကျွန်တော်4ပေါ့နော်ဒီမှာ4ဒီမှာ4မျိုး4ပိုင်နဲ့ဒီရက်2ခွန်နဲ့တွဲရင်4 2 4ခွန်ဆိုတဲ့2ကွက်မှာကျွန်တော်တို့ခွန်4ဆိုပြီးထွက်မယ်ဗျဒီမှာတော့ကျွန်တော်ခွန်းနှစ်အချင်းခွန်းသုံးညအချင်းနှစ်ခွန်းအချင်းပေါ့နော်ဒီမှာလဲကျွန်တော်တူညီမှုအကောင်းနာတီတော့ခွန်းတီတော့ပိုးရအကောင်းနာတွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ တုံညာနှစ်ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒီနေရာမှာဒီကျွန်တော်တို့ခွန်းနှစ်တုံညာသုံးလုံးခွင်ရင်လဲတုံညာနှစ်ဆိုပြီးပါမယ်ဗျဒီမှာဒီကျွန်တော်တို့နှစ်ခွန်းအချင်း၈တဲ့အချင်းနှစ်ခွန်းအချင်းပေါ့နော်ဒီမှာဒီကျွန်တော်တို့နှစ်ခွန်းအချင်းဒီပိုးရအကောင်းတာတွေ့ရတယ်ဒါမှမဟုတ်လဲကျွန်တော်တို့ဟာ၈တဲ့နှစ်ခွန်းကိုခွေလိုက်ရင်ကျွန်တော်တို့တက်နှစ်ဆိုပြီးတော့ပါမယ်ဗျဒါဆိုရင်ဒီမှာဒီ6တဲ့အချင်း8တဲ့အချင်း83အချင်းဆိုတော့ကျွန်တော်ဒီမှာခွေရမှာဒီပေါ့နော်6တဲ့83ဆိုတော့ခဏလေးလုံးမှာခွေရမှာပြဒါဆိုရင်ကျွန်တော် break line လေးပြပေးမှာပေါ့နော် ဗရိတ်လိုင်းကတော့ကျွန်တော်ဒီမှာပေါ့နော်ဒီတစ်ဗရိတ်ကောက်ဆက်မှန်တဲ့ဗရိတ်လိုင်းလေးပေါ့နော်ဗရိတ်လိုင်းဒီရောဒီမှာဒီ3ရဲ့တစ်ကပေါင်းချင်းဒီလေး၄နဲ့ဒီရဲ့2နဲ့ပေါင်းတော့6 6ရဲ့ပါဝါတီ6တက်ဒီရောဒီမှာဗရိတ်ပြ တော့ဒီမှာ3ရက်1ရက်ဒီရက်2ကသုံးလုံးပေါင်းခြင်းဒီ6ဖြစ်လို့6ပါဝါဒီ6တက်ပရိတ်မှာကျွန်တော်တို့ဒီမှာခွန်လေးဆိုတော့တက်ပရိတ်ထွက်တယ်ဗျ။အဲဆိုကျွန်တော်နောက်တစ်ပင်ဒီပေါ့နော်နောက်တစ်ပင်ဒီလဲ၄ရက်၉ရက်ပေါင်းချင်းဒီ၃၃နဲ့ဒီက၉နဲ့ပေါင်းတော့၂၄၉၉ပေါင်းချင်းဒီ၂ဖြစ်လို့၂ရက်ပါဝါဒီခွန်၂ခွန်ဒီလဲကျွန်တော်ဒီမှာ break အဲ့တော့ဒီ၂ခွန် break မှာလဲကျွန်တော်တို့၃ည၂ဆိုတော့၂ break ထွက်တယ်ဗျဒါဆိုကျွန်တော်နောက်တစ်ပင်ဒီလဲ နှစ်ရဲ့သုံးရဲ့ပုံချင်းဒီ၅၅နဲ့ဒီရဲ့ရှစ်နဲ့ပုံတော့သုံးဒီသုံးလုံးပုံချင်းဒီသုံးဖြစ်လို့သုံးပါဝါဒီရှစ်သုံးရှစ်ဒီတော့ဒီမှာပြိတ်ရအဲ့ဒီသုံးရှစ်ပြိတ်မှာလဲ၁၂ဆိုတော့သုံးပြိတ်ထွက်တယ်ဗျဒါဆိုကြတော့ဒီနေ့မှာပြိတ်လိုင်းဒီပေါ့နော်နှစ်ရဲ့နှစ်ရဲ့ပုံချင်းဒီ၄၄နဲ့ဒီရဲ့၅နဲ့ပုံတော့၉ဒီ၃လုံးပုံချင်းဒီ၉ဖြစ်လို့ကျွန်တော်တို့၉ရဲ့ပါဝါဒီလေး၉လေးဒီလေးကျွန်တော်ဒီမှာ break ပြ ေးတဲ့တစ်ခွင်ရဲ့၃ည၅ရဲ့၉ခွေဟုတ်ကဲ့ပါဗျာเนาะကျေးဇူးတင်ပါတယ်ဗျာမမဆောင်းနဲ့နောက်ဆုံးကနက်ခတ်ဗျာတဲ့၈တဘောတဲ့၈၃ကနိုးပါတဲ့ဟုတ်ကဲ့ပါဗျာเนาะဟိုမတို့အကြိုက်ကိုတော့၃ပါဗျာကျော်ဒီမှာဒီပရိတ်ဒီပေါ်ကျွန်တော်တို့က၉လေးပရိတ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာအခွေမဲ့ဆိုရင်ဒီဟိုဟာကိုခွေလိုက်ရင်ကျွန်တော်တို့6783ဆိုတဲ့ကဏ္ဍလေးလုံးကိုခွေလိုက်ရင်တော့ပြိတ်ဒီ6လေးပြိတ်ဆိုတော့ကျွန်တော်တို့အခွေဒီလှတယ်ပေါ့နော်အားလုံးမဲ့နားလဲမယ်လို့ထင်တယ်ဗျာ ကျွန်တော်ကတော့ကျွန်တော်ကျိုင်းနေတက်ရဆိုင်လေးကိုတော့ရွေးချယ်ပြီးတော့တွက်ပြတ်ပေးခြင်းဖြစ်တယ်ပေါ့နော်အကူမတို့ကမိမိအကြိုက်ကိုတော့သုံးပြဝမ်းကျင်းနေရတော့ဒီနေ့မှာတော့ကျွန်တော်၃ညငါအချင်းကြီးလည်းတွေ့တယ်ပေါ့နော်ကျွန်တော်တော့ဒီနေ့မှာလည်းကျွန်တော်ဒီအခွေပဲပေးမယ်ပေါ့နော်၁၆၈၃အခွေဘူးပဲပေးပါမယ်ဗျကိုမတို့ကကြိုက်ရင်တော့သုံးပါဗျာနော်အလုံးမန်ဒီအခွေဆိုင်တီတော့ကျွန်တော်ကတော့ကျွန်တော်ရမူရတော့ဟူးမကျော်အခွေ ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီအခွေကိုပဲကျွန်တော်လည်းဦးစားပေးပြီးတော့တွက်ပြပေးခြင်းဖြစ်တယ်ဗျာ ျွန်တော်ရဲ့မူအရာဖြစ်မှုမကျော်ဖြစ်တဲ့ဖြစ်တဲ့အတွက်ပေါ့နော်ဒီအခွေဒီတကယ်လို့မှကျွန်တော်တို့ရက်ကျော်သွားရင်တောင်မှပဲဒီအဘက်မှာလုံးဝပြောက်မသွားနိုင်တဲ့အခွေဖြစ်ပါလေဗျာအားလုံးပဲကျွန်တော်ရှင်းပြလေးရနားလည်မဲ့ထင်တယ်ပေါ့နော်အကိုမတို့အကြိုက်ပါမှလည်းတော့ဒါဆိုရင်ကျွန်တော်ဒီမှာဒီ1683ခွေပူပါဗျာ ုတ်ပါရဲ့ဗျာเนาะကျွန်တော်ရဲ့ဟိုဖြစ်အဲ့တော့ကျွန်တော်တချောက်ရှစ်သုံးခွေပြပါဗျာအကိုမတို့ကြာရင်တော့သုံးပါဒီမူဒီလည်းကျွန်တော်ဥမကြော်ထဲမှာလည်းပါတယ်ပေါ့เนาะအခွေဒီပရိတ်ဒီတော့ကျွန်တော်ရှင်းပြခဲ့တယ်ပေါ့เนาะဒီမှာဒီကျွန်တော်ပရိတ်ဒီတော့ကိုးလေးပရိတ်လည်းရှိထားတာဖြစ်တယ်ကျွန်တော်အရင်နေ့တွေကြာတာပရိတ်နေ့ဟိုပါပေါ့เนาะပြီးခဲ့တဲ့ဘက်တွေတော့လည်းရှင်းပြတာလည်းရှိတယ်ဗျာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကြာတာပရိတ်နေ့မှာဆိုရင်ခွန်ခွန်လေးဆိုပြီးမနက်ပိုင်းထွက်တယ်ပေါ့เนาะညနေပိုင်းမှာ3 6ဆိုပြီးတော့ထွက်တယ် ါဆိုကျွန်တော်ဒီထိတ်သုံးလုံးပေါင်းကျင်းပေါ့နော်ခွင်းရဲ့၄ရဲ့ပေါင်းကျင်းဒီ1 1နဲ့3နဲ့ပေါင်းတော့4တော့ဒီ3လုံးပေါင်းကျင်းဒီ4ဖြစ်လို့ဒီအပတ်ထက်မှာ4ပါဝါ9ပေါ့နော်4 9ဒီဒီအပတ်မှာကျွန်တော် break ရှိတယ်ဗျဒီမှာလဲကျွန်တော်တို့နေ့တိုင်းမှာလဲ9လေးပဲတွေ့တယ်ပေါ့နော်အားလုံးပဲဒါလေးလဲနားလိုက်မယ်ထင်တယ်ဗျကျွန်တော်ရဲ့တပတ်စာ break ကတော့ကျွန်တော်ကတော့၈ break ၅ break ပေးထားတယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကတော့၁၆၈၃ခွေပြပါအားလုံးပဲကြိုက်နေတတ်ရင်တော့၃ပါဗျ နောက်တက်ပြတဲ့ကဏန်းလေးဒီလည်းပေါက်ကဏန်းလေးဖြစ်ပါသေးပြကျွန်တော်ရဲ့ like ကိုကြည့်ရှုအားပေးကြတဲ့ဘိုင်းဆွဲဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေအန်ကူကဲတဲ့မင်္ဂလာပါရှင်းနဲ့ရန်ကောင်းနဲ့ဟုတ်ကဲ့ပါပြေနော်ကျောင်းလေးကိုကြည့်ရှုအပိတ်ကြရသူတိုင်းလဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေဗျာတူးဒီကိုလည်းထိုးတိုင်းပေါက်ပြီးတော့တပတ်တပတ်မျက်တည်ရပါစေလို့လည်းစုမံကောင်းတောင်းပေးလိုက်ပါရစေဗျာအလုံးမန်းကံကောင်းကြပါစေဘိုင်မိုင်စီးယူပါအလုံးမန်းဟဲ့